ရှင်နေမြှဝီပြီးခြင်းတဲ့ကဗျာတပုတ်ကတော့ພັນရှင်သုံးဦးဆိုတဲ့ကဗျာလေးတပုတ်ဖြစ်ပါလေ။ພັນရှင်သုံးဦးရဲ့တာရုသမီးတို့စဉ်းစားပါအရန်တော့မယုံစရာစာမေးဝဲမှာအောင်လို့ကစာကြိုးစားလိုက်ကြ။ဆွေနေလုံးနာအရင်ခံကြိုးစားအချိန်မှထိုသူဤကံချမ်းသာဘဝပညာစည်းဝါအကျိုးများ မကြိုးစားပဲအပြင်းထူစုပဲတောင်းနေသူကူမိသူပဲမရှိတေချာဒုက္ခရောက်မြည်သည်ကိုဤစွာကိုကိုဝါတေချာជីវတုတ္တမဗုဒ္ဓမြတ်စွာဟောညွှန်ကြကောင်းကျိုးလူလာခြင်းစေတာကញ្ញာဝရိယစွန့်အင်းများဖန်ဆင်းရှင်တို့မစေတာဒီကဗျာကိုမေတ္တာရှင်ရှိပြီးသားရဲ့ဖန်ဆင်းရှင်တရားတော်မှာကူယူထားခြင်းဖြစ်ပါတယ် ေသာသူကတော့အမာရမကစင်းမှာရှင်ကြီးမြေရှိသားခဲ့တဲ့ကြားလို့မှတမ်းတီးရပါတယ်